ဒီပုံမြင်လေးကိုနားထောင်နေကြတဲ့တာတာမီမီလေးတို့အထဲမှာညာတိုင်းညာတိုင်းဆွဆွမအိတ်တက်တဲ့ခက်လေးလေးတွေပါလားပါတယ်ဆိုရင်တော့ဒီပုံမြင်လေးကိုနားထောင်သွားဖို့မမိနေတော့ဦးကောင်းခုဖက်ပြပြီးသွားမယ်ဒီပုံမြင်လေးရဲ့နာမည်ကဆွဆွမအိတ်သူလေးတဲ့အခုတလောကျူးလေးကြောင့်ပေပေနဲ့မမေတို့စိတ်ညစ်နေရပါတယ်ဘာကြောင့်လဲဆိုတော့ ဂျူလီကညာဘက်တွေဆိုနောက်ကျတဲ့အထိမအိပ်ပဲနေတဲ့ကွယ်ညာ၁၇နာရီကျော်တဲ့အထိကစားနေတတ်တယ်မကစားဘူးဆိုရင်လေတီဗီကြည့်နေတတ်တယ်တဲ့မမီတို့ကဂျူလီအိမ်အောင်တီဗီတွေပိတ်တအိမ်လုံးမီးတွေမိလိုက်ရင်လေအိမ်ရထဲမှာဟိုတွေးတီတွေးပြီးတတော်နဲ့မအိပ်ဘူးတဲ့ကွယ်ညာဘက်နောက်ကျတဲ့အထိမအိတ်တာကိုသူလေးအချင်းဖြစ်နေပြီလေ ကျူးလေးစိတ်ထဲမှာပြပြမိမိတို့တောင်ဆော့ဆော့မအိတ်တာသူဆော့ဆော့မအိတ်တာလေဘာမှမဖြစ်ပါဘူးလို့တွေးနေတာပေါ့တကယ်တော့ကျူးလေးကအေးမဝါတာတွေများပြီးမျက်တွင်းကျလို့ညက်ခွေးနေတော့ညူနေပါပြီညာဘက်ဆော့ဆော့မအိတ်ပဲနောက်ကျတဲ့အထီနေတော့မနေ့ရောက်တဲ့အခါမိမိကတတော်နှိုးယူရပြီးအဲ့ဒါညာဘက်တွေဆော့ဆော့မအိတ်လို့မနေ့ဆိုမထနိုင်တာဆိုပြီး အစုခံရတာပေါ့ကွယ်ဒါပေမဲ့ထူလီကတော့အေးမွားလဲကျောင်းမှာတငယ်ချင်းတွေနဲ့တွေ့ရင် စကားတွေပြောလိုက် ကစားလိုက်အိတ်ချင်တာမိသွားတော့မမီဆူလာလဲခေါင်းလည်းမထည့်တော့ဘူးပေါ့ကွယ်တနေ့တော့ထူလီဟာကျောင်းမှာဆရာမစာသင်နေရာကို နားထောင်ရင်းရုတ်တရက်ခေါင်းတွေမူလာပြီးစာသင်ငန်းတစ်ခုလုံးက လေနေတယ်လို့ဖြစ်လာပါရောတဲ့အယံမူလာလို့ထူလီမိလေသွားခဲ့ပြီး ပြင်နူးလာချိန်မှာတော့ဆေးရုံကတင်ပေါ်ရောက်နေပါပြီ။ဟုတ်ပါတယ်။သူလေးဟာအဲ့ချိန်လုံလောက်အောင်မရှိတဲ့အတွက်အားနေပြီးငူးလဲသွားတာပါ။အဲ့ဒီအချိန်မှာဆရာဝန်ဦးဦးတယောက်ကဘေးကူရောက်လာပြီးအသက်6နှစ်နဲ့ဆနှစ်နှစ်အရွယ်ကြားခလေးတယောက်ဟာအဲ့ချိန်9နာရီကနေ12နာရီထိရှိဖို့လိုတယ်နော်။လုံလောက်တဲ့အဲ့ချိန်ရှိမှမញံပိုကောင်းလာမယ်။လူလေးကြည့်လို့ကောင်းလာပြီးကျမ်းမာကြီးလည်း ူကောင်းမှာအချိန်လုံတော့အောင်မအိပ်ဘူးဆိုရင် အချိန်တို့အတွင်းမှာတော့အခုလိုအာနေပြီးမူးလဲယုံဖြစ်ပေမယ့်ရေရှိမှာတည်ယူလိလာနိုင်စွမ်းတွေရောကြတာစိတ်ကံစားချက်နဲ့ပတ်သက်တဲ့စေတနာတွေဖြစ်တာအဝလုံနာနဲ့အချောင်းယောဂတွေအများကြီးဖြစ်လာနိုင်တယ်ထို့ကဲ့သို့ဆိုပြီးပေပေမမီနဲ့သူလေးကိုဆရာဝန်ဦးဦးကရှင်းပြသွားတာပေါ့ကွယ်ဆရာဝန်ဦးဦးရှင်းပြတာကိုနားထောင်ရင်း ချူလီတယောက်အရန်လှက်ပြီးကြောက်သွားခဲ့ပါတယ်ပပင်းနဲ့မမီကိုလည်းနောက်ဆုံးချူလီဆော့ဆော့အိပ်ပါတော့မယ်လို့ပြောလိုက်ပါတော့တယ်ကွယ်တတော်မမီလေးတို့ရေချူလီကတော့ပပင်းနဲ့မမီကိုညာဆိုရင်သူဆော့ဆော့အိပ်ပါမယ်လို့ကတိပေးလိုက်ပြီနော်ကတိမပေးလို့လည်းမရတော့ဘူးလေအေးပြက်တာတွေများအစားတော့ပြက်တာတွေများပြီးတော့သူကမြဆင်းရုံတော့တက်လဲရတယ်မဟုတ်လားဘာကြောင့်မို့လို့ချူလီတယောက်ဆင်းရုံရောက်လာတာလဲဆိုရင် ညာဘက်စောစောမအိတ်လို့တဲ့စောစောမအိတ်တောင်နဲ့ဆေးရုံရုံတောင်နဲ့ဘာမြန်းထူးလို့လဲဆိုပြီးတော့အူကောင်းကိုမေကုန်းထုတ်ချင်နေပြီလားဒါဆိုရင်အူကောင်းရှင်းပြမယ်နော်ညာမအိတ်တဲ့ကလေးလေးကမနဲ့ဆိုရင်ဘလို့လုပ်ပြီးစောစောထနိုင်တော့မှာလေကျောင်းကိုစောစောသွားရမယ်ကလေးလေးကဘလို့ဖြစ်လို့ကျောင်းကိုစောစောသွားနိုင်တော့မှာလေဘာဖြစ်လို့လဲတိလားအိတ်ကြီးပြက်နေလို့လေသူညာကစောစောမအိတ်တော့ဘလို့လုပ်ပြီးတော့စောစောထနိုင်တော့မှာလေ ဲ့ဒီတော့ចောင်းសារတွေလည်းမလုံနိုင်တော့ဘူးចောင်းសារတွေကိုလည်းမမှတ်နိုင်တော့ဘူးလေဒါဆိုရင်ကလေးလေးကဘလူးလူးတော်တော့မှာလေဒါကြောင့်မလို့တာတာမီမီလေးလိုလေပတ်ထားနော်ဖေဖေမီမီတို့ကစောစောအေးလို့ပြောရင်တားတို့သမီးတို့ကစောစောအေးရမယ်နော်ဒါမှလိမ္မာရေးချရှိပြီးကျမ်းမာတန်ဆွမ်းတဲ့ကလေးလေးတွေဖြစ်တော့မှာပေါ့ဥကောင်းပြပြပြီးသွားတဲ့အခုပုံမြင်လေးကိုနားထောင်ပြီးတော့တာတာမီမီလေးတို့ဘဟုတုတရာရှိနိုင်မယ်လို့ ဦးကောင်းကယုံကြည်ပါတယ်။ကဲနောက်တစ်ကောင်မှလည်းဦးကောင်းကဘလို့ပုံမြင်လေးတွေပြောပြပေးသွားအောင်မလဲဆိုတာတသားမိမိလေးတို့ကစောင့်မျှော်နားဆင်ရင်းနဲ့ဦးကောင်းရဲ့ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးသွားဖို့မမေ့နဲ့ဦးနော်။ဒါလို့ဆိုရင်နောက်ထပ်ပုံမြင်အစ်စ်လေးတွေနဲ့တူဦးကောင်းတို့ပြန်ဆောင်ကြမယ်နော်။တသားမိမိလေးတို့ရေတတား